မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့တဲ့အကြောင်းအရာကတော့အင်းစိန်မှာအမျိုးသမီးတယောက်ကိုကားနဲ့ဝင်တိုက်ပြီးတော့ရွှေပြည်သားဆက်မှုဆောင်ထဲမှာဆွန့်ပစ်လိုက်တဲ့အကြောင်းဖော်ပြပေးကြပါရစေရန်ကုန်တိုင်းအင်းစိန်မြို့နယ်ကာကြီးခါခွေရက်ွက်ပြင်းထောင်လမ်းပေါ်ရွှေဝါနှစ်လမ်းထိပ်မှာဒီနေ့အောက်တိုဘာ29ရက်နေ့မနက်အစောပိုင်းက ရင်တိုင်းမှုဖြစ်ပွားပြီးတော့ကားသမားကလူနာကိုရှိပိတာစက်မှုဆောင်ပတ်မှာတွားရောက်ဆုံပြခဲ့မှုဖြစ်ပွားခဲ့တယ်လို့အင်းစိန်အယံမိသက်တပ်ဖွဲ့ထံကသိရပါဗျ။မနက်၄နာရီဝန်းကျင်လောက်မှာကားနံပါတ် AB 1709 light truck ကားကတော့အသက်40ဝန်းကျင်အရွယ်လောက်ရှိတဲ့အမျိုးသမီးကိုကားနဲ့တိုက်မိတာဖြစ်တဲ့ကြောင့်ရေတိုက်မှုဖြစ်ပွားပြီးတဲ့နောက်မှာကားသမားကလူနာအမျိုးသမီးကို စည်းရုံကိုပို့ဆောင်ပေးမယ်ဆိုပြီးတော့ကားပေါ်တင်ခေါ်ပြီးတော့ရွှေပြည်သားစစ်မှုဆောင်တဲကလမ်းဘေးတနေရာမှာတွားရောက်ဆွန့်ပစ်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ရောက်တော့လူနာကမရှိတော့ဘူးဘေးနားမေကြီးတော့တိုက်တဲ့ကားကပဲစည်းရုံပို့ပေးမယ်ဆိုပြီးတော့ခေါ်သွားတယ်ဆိုလို့စည်းရုံကိုလိုက်တော့လေရောက်မလာဘူးလို့သိရတယ်။အဲ့ဒါနဲ့ကျွန်တော်တို့အဲ့ဒီနာပက်ရှာတော့မတွေ့တာနဲ့ပြန်လာခဲ့တယ်။မနေ့ရောက်တော့မှဆွန့်ပစ်ထားတယ်ဆိုတာသိရပြီးတော့ ကနောင်အသင်းနဲ့ချိန်ပြီးစေုံပို့လိုက်တာလမ်းဖြတ်ကူတာမှဝင်တိုက်ခံရတာလို့သိရတယ်လူနာကတတိတော်ရပေမဲ့ဘာမှတော့မပြောနိုင်သေးဘူးလို့အင်းစိန်အယံမိသက်တပ်ဖွဲ့ကတာဝန်ရှိသူကဆိုပါရယ်။ကားတိုက်ခံရတဲ့အမျိုးသမီးကတော့ဒဏ်ရာအများပြားရရှိပြီးတော့ ဥကောင်ပေါက်ပြဲတဲ့ဒဏ်ရာခြေတလုံးအယိုးကျုပ်ပြီးတော့ငေါထွက်ဒဏ်ရာရရှိထားတဲ့ကြောင်းအင်းစိန်စေယုံမှာစေကူသားမှုခံယူနေရတယ်လို့သိရပါဗျ။လက်ရှိမှာတော့ကားတိုက်ခံလိုက်ရတဲ့အမျိုးသမီးရဲ့မိသားစုအနေနဲ့ချိတ်ဆက်မှုရရှိနိုင်ဖို့စုံစမ်းမှုတွေပြုလုပ်နေပေမဲ့လူနာက စကားမပြောနိုင်သေးတဲ့အတွက်မိသားစုအနေနဲ့အဆက်အသွယ်မရသေးတဲ့ကြောင်းကားနဲ့တိုက်ပြီးတော့ထွက်ပြေးသွားတဲ့ကားသမားကိုလည်းဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါဗျ။ ောက်တိုဘာ25ရက်နေ့ကလည်းမီးနီဖြတ်မောင်းတဲ့ခီးတဲ့တဲအောက်ဆိုင်ကားစဉ်အရှင်မထိုင်းနိုင်ပဲနဲ့တိမ်မောင်းတို့တယောက်သေးဆုံးကလူချရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါ။အောက်တိုဘာ21ရက်ကတော့ပဟန်းမြို့နယ်ရွှေကုန်းတိုင်းနဲ့တောက်ကလာပါမြို့နယ်အင်းစိန်မြို့နယ်တွေမှာယင်တိုင်းမှုဖြစ်ပွားပြီးတော့တရောင်းတေဆုံးက16ရောက်ထိခိုက်ဒဏ်ရာရခဲ့လို့လည်းသိရပါဗါ။အောက်တိုဘာ18ရက်နေ့ပိုင်းကလည်းတောက်တရာမြို့နယ်အနော်ရထားလမ်းမပေါ်မှာ ရင်သုံးစီးစင်တိုက်မှုဖြစ်ပွားခဲ့သလိုအဲ့ဒီနေ့မှာတဲ့ရာကုန်ရှိပြီးသားလမ်းမပေါ့ရင်ငါးစီးစင်တိုက်မှုဖြစ်ပွားခဲ့တယ်လို့လည်းသိရပါဗျရှင်။ဆက်လက်ပြီးတော့လည်းမြင်းလင်းသတင်းကိုဖော်ပြပေးကြပါမယ်။2025ခုနှစ်အောက်တိုဘာ29ရက်နေ့ဒီနေ့မှာစံတော်ချိန်12နာရီ1မိနစ်20စက္ကန့်အချိန်မှာတော့ဟာခါမြင်းလင်းစခန်းကနေတောင်ရှိတောင်ဘက်52မိုင်ကဝေးကွာတဲ့မြန်မာနိုင်ငံပြည်တွင်ဂံကောမြို့ရဲ့အနောက်တောင်ဘက်25မိုင်ကရောက်လက်တီကျူ 21တသမ6တဒီဂရီအရှိလောင်ကြီးကျူ63တသမ14ဒီဂရီအနက်82ကီလိုမီတာကိုဗဟိုပြုပြီးတော့အင်အားရစ်တာစ်ကလေးတသမ၄ဆင်းရှိတဲ့အင်အားအနှဲငယ်ရှိတဲ့မြေလင်တကုတ်လှုပ်ရှားသွားကြောင်းတိုက်ထွာရရှိတယ်လို့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့တာလည်းဖြစ်ပါရဲ့ရှင် ဆက်လက်ပြီးတော့ဆိုင်ကလုန်းမုန်တိုင်းမော်ထားတဲ့အမှတ်စဉ်73မြင်းဆောင်2025ကိုထုတ်ပြန်ပေးပါမယ်။2025ခုနှစ်အောက်တိုဘာ29ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်မွန်တက်7နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်7နာရီခွဲချိန်တိုင်းထွားချက်တွေရအိန္ဒိယနိုင်ငံအန်တာပရဒိတ်ကမ်းခြေကိုကာကီနာတာမြို့တောင်ဘက်ကဖြတ်ကျော်ခဲ့တဲ့အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းမော်ထားကတော့ မြောက်အနောက်မြောက်ဘက်ကိုရွေ့ရှားပြီးတော့အိန္ဒိယနိုင်ငံအန်တာပရာဒေးပြည်နယ်ကိုနေပိုင်းဒေသတွေကိုရောက်ရှိခဲ့တာဆိုင်ကလုန်းမုန်တိုင်းမော်တာဖြစ်ကိုအာရုံသာခဲ့ပါတယ်။အဆိုပါဆိုင်ကလုန်းမုန်တိုင်းမော်တာကတော့မြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့ရှားပြီးတော့အိန္ဒိယနိုင်ငံကိုနေပိုင်းဒေသတွေကိုဆက်လက်ဖြတ်ကျော်နိုင်ကတပြေးပြေးအာရုံသွားမယ်လို့ခန့်မှန်းရပါတယ်။ဒီသတင်းကတော့အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းမော်တာအတွက်ထုတ်ပြန်ပေးတဲ့နောက်ဆုံးသတင်းလေးဖြစ်ပါရရှင်။ ဆက်လက်ပြီးတော့နီဘောနိုင်ငံသားတည်ဆုံတဲ့အဖို့ဂျပန်သတင်းဘက်ကတက်လာပြီးဆိုတဲ့အကြောင်းဖော်ပြပေးကြပါမယ်။အောက်တိုဘာ9ရက်နေ့ကမနက်မှာဂျပန်မှအာဆာကာမာမီအသက်32နှစ်ကတော့ချီဘာဖူနာဘာရှိကဟိုတယ်တစ်ခုကနေ119ကို ဖုံးဆက်ခဲ့တယ်။သူမပြောတာကတော့သူမရဲ့ချစ်သူချန်တယ်ဘာတယ်22နှစ်နီဘောလူမျိုးចောင်းသားကသူ့ကိုယ်သူ အဆုံးစီရင်သွားတဲ့အကြောင်းရဲတွေကိုပြောခဲ့တယ်။ ရဲရဲဟိုတယ်ရောက်သွားတဲ့အချိန်မှာရရဆက်သက်အသက်ခံရတဲ့နီပေါ်လူမျိုးចောင်းသားကိုတင်ဆောင်ရက်တွေ့ရှိခဲ့တယ်။တင်ဆောင်တဲ့အချိန်က မနက်၄နာရီခွဲကနေမနက်၈နာရီအတောတွင်ဖြစ်ပါတယ်။ရဲရဲဟာမယုံကြည်ဘဲနဲ့အထက်ထက်စင်မေးလဲအကူဒီဝန်ခံသေးပါဘူး။သူမကအခဲမဖြစ်မီနှစ်ရက်အလိုအောက်တိုဘာ၃ရက်နေ့မှာချီပါခရိုင်ရဲ့ဓာရီရောက်တဲ့ဆိုင်ကနေဓာနှောင်းခိုးယူခဲ့ပါတယ်။ဒီနောက်မှာတော့အောက်တိုဘာ၅ရက်နေ့ကသူမကိုဓာကုန်မှုနဲ့ပဲဖမ်းဆီးနိုင်ခဲ့ပါတယ်။ လူတင်မှုကတက်တည်မခိုင်လုံသေးတဲ့အတွက်ရဲတွေကသူမပြောတာကသူမတို့နှစ်ယောက်ကသမီးစားတွေဖြစ်တယ်သူတို့နှစ်ယောက်အတူတူအဆုံးစင်ဖို့အစီရင်ခဲ့ကြပြီးတော့သူမကမတည်ပဲကြံခဲ့တာလို့ဆိုပါတယ်တချို့ပြောတာကကောင်လေးကလန်ခွဲစကားပြောလို့ဂျပန်မကလှုပ်တယ်လို့လည်းဆိုပါတယ်အချိန်ပိုင်းအလုံးလုံးသူဂျပန်မအာဆာကာကဝန်ဝန်နိုင်အရေးပေါ်ဖုံးကို ဆက်သွယ်ပြီးတော့သူမရဲ့ချစ်သူနေပေါ်နိုင်ငံသားကသူ့ကိုယ်သူလောက်တာလို့ပြောပေမဲ့လည်းနောက်ပိုင်းစုံစမ်းစစ်ဆေးမှုတွေမှာသူမကိုယ်တိုင်တပ်ဖြတ်ခဲ့တယ်လို့တန်တရားရှိလာခဲ့တာကြောင့်ရဲတွေကဖမ်းဆီးစစ်ဆေးနေစေပါစစ်ဆေးမှုအရာတော့ဂျပန်မှအာဆာကာဟာသူမမလုပ်ဘူးလို့ညင်းဆိုနေစေပါပဲနောက်ဆုံးဆုံးသွားတဲ့သူကဘာမှပြန်မပြောနိုင်ဘူးဆိုတော့ရဲတွေကစစ်ဆေးနေကြစေပါ ဆက်လက်ပြီးတော့ပဲခူးတိုင်းမှာအောက်တိုဘာ28ရက်ကနေနိုဘာ3ရက်ထိမူလတာခမန်းချက်ကိုဖော်ပြပေးကြပါမယ်။တောင်တိုးပင်လယ်နဲ့ဘင်္ဂလားပင်လယ်အခြေအနေကတော့တောင်တိုးပင်လယ်ဗီယက်နမ်နိုင်ငံတောင်ဘက်ကမ်းလီပင်လယ်ပြင်မှာလေဝေလိုင်းတစ်ခုဖြစ်ပေါ်ပြီးတော့အားကောင်းလာခြင်းမျိုးမရှိပဲဗီယက်နမ်နိုင်ငံတောင်ပိုင်းကမ္ဘောဒီးယားနိုင်ငံကနေဖြတ်ကျော်ဝင်ရောက်ရွေးရှားပြီးတဲ့နောက်အောက်တိုဘာ30ရက်နေ့မှာထိုင်းပင်လယ်ကွေအတွင်းကိုရောက်လာပါတယ်။ထိုင်းပင်လယ်ကွေအတွင်းအနောက်ဘက်ကိုဆက်လက်ရွေးရှားပြီးတော့အောက်တိုဘာ31ရက်မှာ ကပ်လီပင်လယ်ပြင်မြောက်ပိုင်းကိုရောက်လာပြီးတဲ့နောက်အနောက်ဘက်ကိုဆက်လက်ရွေးရှားကနိုဘာ၁ရက်ညကနိုဘာ၃ရက်နေ့အထိဘင်္ဂလားပင်လယ်အရှေ့လေပိုင်းမှာလေဝင်လိုင်းပြင်ဆက်လက်တည်ရှိပါမယ်။ ဘင်္ဂလားပင်လယ်အော်မှာတော့အော်တိုဝါ25ရက်မှာစတင်ဖြစ်ပေါ်ခဲ့ပြီးတော့အော်တိုဝါ28ရက်နေ့မှာဆိုင်ကလုန်းမွန်တိုင်းအဆင့်ကိုအားကောင်းရောက်ရှိလာတဲ့ဆိုင်ကလုန်းမွန်တိုင်းမွန်တာကတော့မြန်မာနိုင်ငံဘက်ကိုဦးတည်၍ရှားတာမျိုးမရှိပဲအိန္ဒိယနိုင်ငံအန်တာပရဒိပြည်နယ်ကမ်းခြေကိုဦးတည်၍ရှားပြီးအော်တိုဝါ29ရက်နေ့မှာအန်တာပရဒိပြည်နယ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်ပါမယ်။ကုန်းတွင်းကိုဝင်ရောက်ပြီးတဲ့နောက်ကုန်းတွင်းလီပီအာနဲ့ရောင်းလေဝင်လိုက်အဖြစ်အစင်းစင်အာရုံလာပြီးတော့အိန္ဒိယနိုင်ငံအတွင်းမှာအနောက်မြောက်ဘက်မြောက်ဘက်နဲ့ အရှင်မြောက်ဘတ်တွေကိုဆက်လက်ရွေးရှားပြီးတော့နိုဘာ၁ရက်နဲ့၂ရက်နေ့တွေမှာအိန္ဒိယဘင်္ဂလားဒေ့နေဆက်အနေနဲ့ရောက်ရှိလာပါမယ်။တချိန်တည်းမှာတိုင်းပင်လယ်ကွေးကတက်ဆက်ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းကိုဖြတ်တန်းပြီးတော့ဘင်္ဂလားပင်လယ်အော်ထိရွေးရှားနိုင်မယ်လေပွေလိုင်းအရှင်ကြောင့်နှောက်ခိုင်းပြည်နယ် ERA တိုင်းသတင်းနိုင်တိုင်းမှုပြည်နယ်ချင်းပြည်နယ်ပဲခူးတိုင်းကရင်ပြည်နယ်ရန်ကုန်တိုင်းတွေမှာမိုးသည်တဲ့ရွာသွန်းပြီးတော့ နေရာကွက်ပြီးတော့မိုးသည်ထမ်းမယ်မိုးရေချိန်များပါမယ်ဘိုးတိုင်းတွင်မြို့နယ်ခရိုင်တချို့ရဲ့ခုနှစ်ရက်တွင်ရွာသွန်းရရှိနိုင်တဲ့မိုးရေချိန်ကတော့ပဲခူးတိုင်းအနောက်ခြမ်းကဟင်္ဒရာလပရန်ပေါင်းတဲ့တာယာရီမြောင်ပြည်မြို့နယ်ခရိုင်နေနဲ့ပဲခူးတိုင်းအရှိန်ချမ်းပါကတောင်ဝဖြူပဲခူးအုံတွင်ကြောက်ကညောင်လေးပင်မြို့နယ်ခရိုင်နေမှာတော့ခုနှစ်ရက်တွင်မိုးရေချိန်ဟာတလမထံမိုးရွာပါမယ် နေ့စဉ်24နာရီမွေးချိန်အနည်းငယ်ကတော့၃ရက်တပါ၅လက်မကတ်သာရှိနိုင်ပြီးတော့အော်တိုဘာ31ရက်ကနိုဘာ9ရက်ဒီနေရာကွက်ပြီးမိုးသည်ထန်နိုင်တာတွေကိုသတိပြုရမှာပါ။9ရက်တွင်ရွာ၃ရက်ရှိနိုင်တဲ့ပြင်းပြမွေးချိန်အနည်းငယ်ပဲခူးတိုင်းနောက်ချမ်းမှာ1.5နှစ်လက်မဘိုးတိုင်းအရှင်ချမ်းမှာ1.2နှစ်လက်မပဲခူးတိုင်းတစ်ခုလုံးမှာ1.3ခုလက်မရွာ၃ရက်ရှိပါလေ။ အကိုတိုင်းတွဲမှာများသောအားဖြင့်မိုးရသည့်နှောင်းပိုင်းမိုးလွန်ကာလတွင်စပားရင်မဲ့ပြီးရိတ်သိမ်းမဲ့အချိန်တွင်အဆိုတက်လလလလရရှိပေမဲ့နေရာကွက်ပြီးမိုးသည်ထန်ထန်လာကြောင်းရိတ်သိမ်းပြီးစွာတဲ့အချိန်မီအမိုးကာရောက်မှုနဲ့ရင်းသရနယ်တရားရီခရိုင်တွင်ကျေပြန့်ပြင်းထန်တဲ့နေပိုင်းတဲ့ဝင်းနေတည်ရှိမှုကစဘာ၆ကန်နေလန်းလာအနေငယ်နှောင့်နေနိုင်တာကိုသတိပြုရမှာပါ။ရုတ်တရက်ဖြစ်ထွန်းလာတဲ့မိုးတိမ်တောင်ကြီးတွေကြောင့်လျှက်စည်းလံမိုးချိန်လာတဲ့အခါမှာမိုးချိုးပြစ်နိုင်တဲ့အန္တရာယ်ရှိကြောင်းကိုလည်းသတိထားရမှာဖြစ်ပါတယ်။